ကက်ဘေးဆိုးကတော့ကျွန်တော်တို့များသောအများစုကအစ္စလမ်ဘာသာဝင်တွေတောက်တာနေလည်းဖြစ်ပလီတွေကလည်းယူယွင်းပျက်စီးနေတဲ့အပေါ်မှာအများစုခံရတာပေါ့နော်ဒါကလည်းတနည်းတစ်ဖက်ကကြည့်မယ်ဆိုရင်အစ္စလမ်ဘာသာဝင်တွေအဓိကခံရတာဒီဒီနှစ်ပေါင်းများစွာဘာသာရေးလွတ်လပ်ခွင့်ကိုချူပေါက်ခဲ့တဲ့အာနာရှင်တွေကြောင့်လို့ပြောရမှာပေါ့နော်သူတို့ဟာဒီ KTB တွေမာဆက်တွေဘလောက်ပဲဖွင့်ဖွင့်ခွင့်ပြုနေမယ်ပလီတွေပြုနေမယ်ဆိုရင်တော့အများအားဖြင့်ကန့်ကွက်ပါတယ်နောက်တစ်ခုကဒီမဘာသာတွေပေါ့နော်အမျိုးသားရေးအစွန်းရောက်တွေပေါ့အမျိုးသားရေးလို့ပြောရတာတော့ဘုံကတဏပါတယ် တကယ်တမ်းကျဆက်အာနာရှင်အလိုကြအဆုံးရောက်ပြတဲ့လူတစုပေါ့နော်အဲ့တော့အဲ့လိုလူတွေကကျွန်တော်တို့ပလီတွေပြင်ရင်ပလီတွေဝတ်ကြောင်းတော်လေးတွေတတ်တတ်ရှင်းရှင်းလုပ်ရင်ကိုအများကြီးကန့်ကွက်တယ်ဒုက္ခပေးတယ်ပလီတွေချိတ်ပဲအောင်လုပ်တယ်အာနာပိုင်နေနဲ့ကျွန်တော်တို့လှည့်တိုက်တယ်ပေါ့ဆိုတော့အဲဒီလိုဖြစ်တဲ့ကြောင့်အစ္စလာမ်ဘာသာဝင်တွေအများစုထိကပ်နာကျင်သိဆုံးမှုတွေပျက်စီးမှုတွေပေါ့နော်ဆုံးရှုံးမှုတွေဖြစ်ခဲ့ရတယ်ပလီစရာအစ္စလာမ်ဘာသာရေးခေါင်းဆောင်တယောက်ပြောထားတဲ့စကားငလျင်လှုပ်လို့ ပြေဝကြပျက်စီးပြီးဘေးဒုက္ခရောက်ရတာကိုစစ်အာဏာရှင်တွေနဲ့မဘာသာအဆုံးရောက်တည်ကြောက်ပါတဲ့အမျိုးသားရေးလို့ပြောရမှာတော့တဏပါရဲ့တဲ့ဘာသာရေးကိုလူမျိုးရေးကတိတ်ကိုအခဲဆက်တဲ့တော့တတ်နိုင်တယ်လားထိလျော်ရှာလဲတဲ့အကြောင်းရတယ်ပို့တူတူတက်တက်ပြောရတယ်ကျမစကားအများကြီးပြောတတ်တယ်လွန်ခဲ့တဲ့69ဘဝကတော်ခဲ့တဲ့ဖေနဲ့မေဘဘာတပြီးငိုရလောက်တဲ့အထိမြေကြီးပေါပေါကြောင်ကျမပြောတတ်တယ်ဒါပေမဲ့ ဘာသာရေးလူမျိုးရဲ့အကဲဆက်တဲ့အတွက်ခင်ဗျားတို့ကိုကျွန်မသတိပေးမယ်လက်ရှိကတဘာဝဘေးဖြစ်နေတာကတ်ဘေးဖြစ်နေတာတဘာဝဘေးကတ်ဘေးဖြစ်နေတဲ့အချိန်မှာခင်ဗျားတို့လူမျိုးရေးဘာသာရေးမိမမွေးပါနဲ့လူမျိုးရေးဘာသာရေးအကဲမဆန်းနဲ့လူမျိုးရေးဘာသာရေးပြฏิပက္ခဖြစ်အောင်မဖန်တီးနဲ့သတိပေးတာဒီလိုစကားမျိုးကိုတခြားသောဗုဒ္ဓဘာသာဝင်တွေရဲ့ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ယဟန်တန်ကတည်းကပြောကြည့် ဒါကဘာလုံးကဘာဖွဲ့ညာဖွဲ့ဘာညာဖွဲ့ဆိုတဲ့ဟာကြီးအကုန်လုံးဝိုင်းပြီးဦးကြအားကြနေမယ်နော်ခင်ဗျားတို့ပလီပြေကပြုတ်ပြင်ခွင့်မရလို့ငလှင်ကြောင့်ပြုတ်ပြင်ခွင့်မရလို့ပြုတ်ရဲဆိုရင်ဆောင်းလန်းစတိုက်ကြီးကြီးတအဖြစ်ဆက်ဆက်တိုက်ကြည့်မစိုးရင်တိုက်တက်မှာဆိုလို့ရှိရင်လည်းတကယ်ရခိတာចောင်းဆောင်ចောင်းဆောင်တက်ကြည့်ပြိုကြပြက်စီးတာခင်ဗျားတို့ဘာပြောမလဲအားလုံးကငလီတဲ့ကြောင့်เนาะကျမတို့ ဗုဒ္ဓဘာသာဝင်တွေမှာဆိုညီကျုံးမှုသာသနာရှေးဟောင်းညီကျုံးမှုအမွေနဲ့နဲမြေတွေဇေဒီတွေနောက်စကိုင်းမှာဆိုလို့ရှိရင်လည်းဆုံးပုံရရှင်ဇေဒီတော်မြတ်ကာမှုတော်ဇေဒီတော်ဗဒံဖရာပထိုးတွေကျက်စီးဆုံးရှုံးရနေတဲ့အချိန်မှာခင်ဗျားတို့ဘာသာရေးမင်းမွေနဲ့နော်ခင်ဗျားတို့ဘာသာရေးမင်းမွေကြနဲ့ဒါပလီစရာဆိုတဲ့ကောင်ရဲ့ပြောသွားတဲ့စကားဒီလိုစကားကြတော့ထိုင်းကဘုံကျော်မျိုးညက်ငစီစောက်ပေါက်ပိတ်နေတယ်ကလားဆိုရင်ရှိသမျှမအေးနှမသမီးအကုန်ပေးပြီးပေါင်းနေတာအပေါက်မထွက်ရဘူးပါဇက်ကမဟရင် เนาะကျမတို့ဆိုလို့ရှိရင်တော့ဟာငလီလောက်တာတော့မှနိုင်ငံကြီးအမြတ်ထုတ်ပါတယ်ဆိုပြီးမိမလုံးမိမရအောက်တန်းစားစိတ်တက်နေပြောကြတယ်เนาะအနည်းကကျမအမျိုးတွေလာပြတယ်ငစီကဒီလိုပြောနေတယ်စာမတက်ပင်မတက် straight adder ဆိုတာလည်းဘာမှမသိအစိုးရတရားတရားဝင်ဖြစ်တယ်မို့ legitimate legitimate ဆိုတာဘာမှမသိ straight on နေချောက်ဆိုတာဘာမှမသိ social contract ဆိုတာဘာမှမသိတယ်စောက်ကျင်နဲ့စောက်စင်လူရသွင်းပြီးစကားတွေထည့်မပြောဘူး ကျွန်မရဲ့အကောင့်ထဲမှာကျွန်မရဲ့ဟောပေါ်မှာအဲ့ဒီလိုဘုံကျုံမျိုးညစ်တွေအစစ်မရှိအတမ်းမရှိတဲ့စောက်ခွက်တွေကိုမတင်ဘူးရုပ်မြင်ပြီးအတန်ကြားရတာကြက်တွေအဖျားပြတုံးလုံးလို့နော်အဲ့ဒီဘက်ထဲမှာလေကျွန်မနားထောင်တာဆိုရင်တက်ကောင်ကြီးယူမျိုးရနောက်သိရဲ့အကိုနိုင်နိုင်အောင်ဒေါ်အိုင်းဒေါ်အိုင်းကြီးတော့အရင်တော့အရင်ဆဲလို့နားမထောင်ဒါပေမဲ့အဲ့ဒီဒေါ်အိုင်းကြီးမှာစစ်မှန်တဲ့နှလုံးသားရှိသူယုံကြည်ရဘက်ကိုသူရက်တည်တယ်သူရက်တည်မှုပေါ်မှာသူစိတ်တက်ကစစ်မှန်တယ် သူနဲ့ကျမနဲ့ယုံကြည်ရခြင်းယက်တီချက်ချင်းမတူဘူးဒါပေမဲ့ကျမရဲ့ယက်တီဘက်ပေါ်မှာကျမရဲ့ယုံကြည်ရပေါ်မှာကျမတို့နှလုံးသားကဖြူစင်တယ်ကျမတို့စိတ်တက်ကဖြူစင်တယ်အဲ့ဒီလိုပဲမအားရင်တည်းလဲသူ့ရဲ့ယုံကြည်ရသူ့ရဲ့ယက်တီဘက်ပေါ်မှာသူ့ရဲ့စိတ်တက်ကဖြူစင်တယ်သူအယုခံသူလှုပ်ဆောင်ဒါကြောင့်မို့လို့အဲ့ဒီဘုံကျုံမျိုးညစ်တွေဟိုဘက်အုပ်စုကဆိုရင်ဒီလူတွေတော့ပဲကျမနားထောင်တယ်ကျန်တဲ့ဟာတွေဆိုလို့ရှိရင်ခေါင်းထဲမှာစင်းကိုအတွင်းမထောင်နော်ငါစီလိုစာမတက်ပေမတက်ဆောက်စင်ရတော့ဝေးရောတချို့ကြတော့စာတက်တယ်ဘွဲရတဲ့တိတန်းရတယ်အတက်ကျူးပြီးဘလူးဖြစ်နေကြတယ်နော်ဒေါက်တာမြဝီကြီးဆိုတဲ့အမျိုးသမီးကြီး ငါတို့နိုင်ရင်ဘောမတွေချားနေတွေတာကိုအကုန်တက်ပြင်မယ်ဒီလိုပြောတယ်နော်ဆိုတော့ထွမန်နယ်လေးမတက်ဘူးလို့ခေါ်တယ်အတက်ကျိုးလို့ဘယ်လိုဖြစ်နေကြလဲဟောအဲ့ဒီဟာတွေကိုနောက်နောက်ကျမကိုလာမပြပါနဲ့ကျမလို့လေးဆိုလို့ရှိရင်ကျမတခါရဲကိုပြစ်တာရထားပါလေနော်အခုလိုမျိုးလလင်တန်ဖြစ်တာတောင်မှနော်စအနာရှင်ကြောင့်ပါလို့မဘာသာအဆုံးရောက်တည်ကြောင့်ပါအမျိုးသားရေးသမားတွေကြောင့်ပါဆိုပြီးတော့ဘာသာရေးမိမွေးနေတဲ့အစ္စလာမ်ဘာသာဝင်ကောင်းဆောင်ဗလီစီယာရဲ့ပြောဆိုမှုကြတော့အဲ့ဒီခိုင်းကောင်ဘုံမျိုးမျိုးနစ်တွေအပေါက်တွေပိတ်နေကြတယ်။နော်ဆိုတော့ငါတို့ ရင်းရသာအတူရှင်တွဲနေထိုင်ရေးလို့ပြောတယ်။ဘာသာပေါင်းလို့ချစ်ချင်ညီညွတ်ရေးလို့ပြောတယ်။ခဏလိုရိုးရိုးရှင်းရှင်းနဲ့ပြောမယ်။အလီချင်းလား။ကြားဘူးလားအလီချင်းလား။အလီချင်းလားဘာပြောခဲ့။ရင်းကျဲမှုမတူ၊အယူဆမတူ၊ဘာသာစကားမတူတဲ့လူအတိုင်းဝါချင်းနှစ်ခုပါ။အတူရှင်တွဲနေနိုင်ဖို့မဖြစ်နိုင်ဘူးဆိုပြီးတော့အလီချင်းလားကိုခတ်ထားတယ်။စစ်ပင်းမွန်ဂိုစစ်ပင်းဂျင်ချစ်ခန်။နော်၊ဒါကဘာလုံးကိုဖတ်သိမ်းခဲ့တဲ့ဂျင်ချစ်ခန်။လူကြီးတူပေမဲ့အယူဆချင်းရင်ကျဲမှုချင်းမတူတဲ့အတွက် လူတွေကိုတဲ့ဘာလာလာတတ်တတ်မှတ်ထဲအုပ်ချုပ်လို့မရပါဘူးတဲ့အဲ့ဒီညီစနေအဲ့ဒီညီဝါတာနဲ့သူတကဘာလုံးကိုပတ်ပြီးအုပ်ချုပ်သွားတယ်ဆိုလိုချင်တာလူချင်းတူပေမဲ့ရည်ရွယ်ချက်ချင်းရင်ချင်းမူချင်းမတူဘူးဘန်းတူအခွင့်အရေးတွေဆိုတာလူချင်းတူပေမဲ့ရည်တူချက်ချင်းမတူဘူးနော်ဆိုတော့ဘာသာပေါင်းကိုချစ်တဲ့ညီမျိုးကြီးခင်ဗျားတို့ပြောတယ်ညီချင်းစွာအတူရှင်တွဲနေထိုင်ပြီးပြောတယ်မြန်မာနိုင်ငံမှာဒီကကိုယ်ပဲလဲဘာသာကြီး၄ခုရှိဗုဒ္ဓဘာသာဝင်တွေကိုယ်ပဲလဲဖျားစေတီပထုခရိယဘာသာဝင်တွေချက်ချောင်းဟိန္ဒူတွေကိုယ်ပဲလဲဖျားချောင်းမိသူမဆိုလွတ်လပ်စွာသွားလာခြင်းရှိတယ် မိတို့မတို့လေ့လာခွင့်ရှိတယ်။ကျွန်မတို့ကိုးကွယ်တဲ့ဗုဒ္ဓဘာသာမှာဆိုရင်လားလေပါကြည့်လေပါကိုယ်တိုင်ဆက်စစ်လေ့လာကြည့်ပါဆိုပြီးတော့အဲ့ဒီပတ်ဒီဘောခုံတော်နဲ့ပြည့်စုံတော်မူတယ်။ဒါပေမဲ့ကျမ်းတဲ့သုံးဘာသာဒီလိုဖြစ်မိနေတယ်။အစ္စလာဘာသာဝင်တို့ဘယ်လီလဲခင်ဗျားတို့တွက်လာခွင့်ရသလားလေ့လာခွင့်ရသလားဒါဆိုရင်ငင်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးပြောပြီးအတူရှင်တွဲလို့မရဘဲနဲ့ဆုံးပြူဖြစ်နေတာဘသူတွေလဲခင်ဗျားတို့စဉ်းစားငလျင်ဘေးသဘာဝဘေးကိုအကြောင်းပြပြီးတော့ ဘာသာရေးလူမျိုးရေးအမျက်ထုတ်ဖို့တော့ခင်ဗျားတို့မစင်စားနဲ့နော်ရှင်းပါဆိုလို့ရှိရင်ဥပမာအန်ဒီနာယကသူရဥတင်ကိုနေမကောင်းလို့အစ္စလမ်နေမွတ်စလင်နေကောင်းလို့တော့ဇေဒီတော်မျက်ကြီးပေါ်မှာတက်ပြီးတော့အလာဟောခဲ့စကိုင်းတောင်ရိုးမှာဇေဒီပထိုးတွေများစွာရှိပါလျက်နဲ့ဘာကြောင့်ကောင်းမှုတော်ဇေဒီကိုယူလာလဲ ကျွန်တော်တို့မြန်မာနိုင်ငံမှာဖျားစီဒီပထိုးတော်တွေများတာရှိတယ်ဟောဓာတ်တော်ဆွဲတော်တွေပေါ့ကျွန်တော်တို့ပြည်မှာဆိုလို့ရှိရင်လည်းလေးသူတက်ပြီးရွှေဆန်တော်ရှိတယ်ဟောပြည်ဆွဲတော်ဆိုနှစ်တိုင်းအရင်စီသားတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာရှိတဲ့ဆွဲတော်အကုန်လုံးထဲမှာဆွဲတော်စစ်တာကောင်းမှုတော်တဲ့တချို့သမိုင်းစာပြီးထောက်ထားတယ်မှာအဲ့ဒီထောက်ထားရှိမြန်မာတနိုင်ငံလုံးမှာရှိတဲ့ဈေးဒီပထိုးတွေထဲမှာဆွဲတော်စစ်တာကောင်းမှုတော်ဆိုရက်သမိုင်းထောက်ထားရှိအဲ့ဒီလိုကသမိုင်းထောက်ထားရှိတဲ့ဆွဲတော်အစ်စ်ဈေးဒီတော်မြတ်ကြီးပေါ်မှာဘဘဦးတင်ဦးကိုအလာအရှင်မြတ်ရဲ့အမိန့်နာမတော်နဲ့ဆိုပြီးခဏတော့အလာအလာတောက်အောင်ခဲ့ ခမရတို့ပြောသလိုစစ်အာဏာရှင်တွေမဘာသာအစိုးရောက်တယ်ဆိုလို့ရှိရင်အဲ့ဒီမှာတဲကပွဲကြီးပွဲကောင်းနှိုးခဲ့ရမှာတင်ကြတယ်။ဒါဆိုရင်ဘုရားဘာသာဝင်ကသိခံတယ်လွတ်လပ်ခွင့်ခမရတို့ကိုပေးထားတယ်။ religious freedom ခမရတို့ကိုပေးထားတယ်။ဒါဆိုရင်ခမရတို့ကကျမတို့ကိုးကွယ်တဲ့ဇေဒီပထိုးပေါ်တက်ပြီးတော့အလာလို့ဩရင်ခမရတို့ဗလီလေးကိုကျမတို့ကသွားပြီးတော့နော်ကျမတို့ကိုးကွယ်ရအရဟန္တာတဆူဖြစ်တော်မူသောနော်တပ်ပင်တပ်ပင်ညူတာမြတ်ဗုဒ္ဓတမတန်ဗုဒ္ဓဗုဒ္ဓ နော်ဝိသမီတော်ညံထူးတော်မှညံထူးရှိပြဆရဏမီတော်စင်ကန်ချင်းတရား15ပါပြည့်စုံတော်မူတော်မြတ်ဗုဒ္ဓဆိုပြီးကျမတို့ဂုံတော်ကွန်ချာတွားပြီးရုပ်ဖက်ပူဇော်မယ်ရမလားခင်ဗျားတို့ဥတည်ဦးညီမကောင်းတာအကြောင်းပြပြီးတော့ဈေးကြီးတော်ကောင်းမှုတော်ဈေးကြီးတော်ပေါ်မှာအလားလားအော်သွားတယ်အလားကိုဂုံတော်ဖွဲ့သွားတယ်ဒါဆိုရင်ခင်ဗျားတို့ပလီရဲမှာလာပြီးကျမတို့ကဂုံတော်ကွန်ချာလာရုပ်မယ်တော်ဘဂဝါဣတိပိအတ္တအတ္တဝရတော်ဘဂဝါဧရဟံတံတရဏံကိသာမိဧရဟံတံတိရသနမမိဗရမောဝေဇိယအဘဂယောတော်ဘဂဝါဣတိပိအတ္တကျမတို့လာရုံမယ်ခွင့်ပြုပေးမလား တကယ်တမ်းအဆုံးရောက်နေတာဘသူတွေလဲလွတ်လပ်စွာငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ဖို့ခဲရင်းနေတာဘသူတွေဆိုတာခင်ဗျားတို့ကိုယ်တိုင်စဉ်းစားခင်ဗျားတို့လူမျိုးရဲ့ဘာသာရေးလူပေါင်းဝါမယ်မကြတဲ့ခင်ဗျားတို့ကြိုက်တာကိုလွတ်လပ်စွာကိုယ်ခွဲခွင့်ပြုထားတယ်နော်ဒါပေမဲ့တခြားဘာသာကိုလွတ်လပ်စွာဆော်ခါခွင့်မရှိဘူးလွတ်လပ်စွာဆော်ခါလို့မရဘူးနော်ဆိုတော့ဒီစကားကိုထပ်ပြီးပြောမယ်ငလင်တန်ကြောင့်ပလီတွေပြိုကြတဲ့စီတို့ငလင်တန်ကြောင့် ဗုဒ္ဓဘာသာတွေဖျားစီတွေပထိုးတွေပျက်စီးဆုံးရှုံးရတယ်ဒီသာကိုတော်မှနော်စစ်အာဏာရှင်နဲ့မဘာသာအဆုံးရောက်တည်အမျိုးသားရေးလို့ပြောရမှာတဏှာပါတယ်ဆိုရယ်ဗလီစရာဆိုတဲ့ကောင်ရဲ့ပြောဆိုမှုတာဘလာပောက်တိုင်းကြနေတယ်လဲဆိုတာဘသူတွေအဆုံးရောက်နေတယ်လဲဆိုတာခမရတို့ကိုယ်စဉ်းစားပါ